မင်္ဂလာပါမန်ချက်စတာယူနိုက်တက်ရဲ့လက်ရှိအခြေအနေအဲအထူးတပြန် Brighton ကိုအနိုင်ရခဲ့တဲ့ပွဲအပြီးအရှင်းအဟုန်နဲ့အမှတ်ပေးစရာရည်တည်မှုပြီးတော့လာမယ့် Nottingham Forest နဲ့ပွဲစဉ်အချင်းတင်ကိုဒီနေ့နေနေလေးဆွေးနွေးကြည့်ချင်ပါတယ်ဟုတ်ကဲ့ပါစေဝန်စားစရာအချင်းခါဖြစ်နေတာပေါ့နော်ဒီနေ့ကျွန်တော်တို့အဓိကကြည့်မှာက Manchester United ahead of Nottingham Forest match ဆိုတဲ့ဆောင်းပါးကရတဲ့အချက်လက်တွေပါ United ရဲ့လက်ရှိခြေစွမ်း ဲ့အရေးကြီးကစားသမား Harry Maguire ရဲ့တန်ရာအခြေအနေနောက်ပြီးတော့လာမယ့် Forest နဲ့ပွဲကဘလောက်အရေးပါလဲဆိုတာတွေပေါ့ဟုတ်တယ် Brighton ကို Lee နင်းနဲ့နိုင်တဲ့ပွဲကဆက်လဲအောင်အဲ့ဒီပွဲမှာအတိကကစားသမားတချို့မပါဘူးနော်ဒါပေမဲ့နိုင်ပွဲရအောင်ဥသွားနိုင်ခဲ့တယ်ဟွန်းဟုတ်တယ်အဲ့ဒါကအရေးကြီးတယ်အဲ့ဒီနိုင်ပွဲကြောင့်အစစ်6ခုရောက်လာတယ်အမတ်ပေးစရာထစ်ပိုင်းနဲ့လည်းတိတ်မကွာတော့ဘူးအဲ့ဒီအချုပ်ကအသင်းရဲ့စိတ်တပိုင်းကိုတော်တော်လေးမြင့်ကျင်ပေးလိုက်တယ်လို့ပဲတကယ်တော့အဲ့ဒီနိုင်ပွဲကရေးပါပါတယ် ဂိုးတွေကိုကြည့်ရင်မာတီးယပ်ကွန်ယာဂိုးပြန်သွင်းတယ်။ကက်စမီရိုလည်းပါတယ်။ဘရိုက်တန်ဘက်ကအမ်ဘူမိုနှဂိုးသွင်းသွားတာတောင်ယူနိုက်တက်က၄ဂိုးအထိသွင်းနိုင်ခဲ့တာကဟိုတိုက်စစ်ပိုင်ကောင်းနေတယ်လို့ဆိုရမှာပေါ့။အန်တိုနီဒေးလာကတိုင်းလုတ်တယ်ဆိုတာလေးလည်းတရင်ထဲမှာဖော်ပြထားသေးတယ်နော်ဟုတ်ကဲ့အဲ့ဒါကတော့ပွဲရဲ့မှတ်တမ်းတစ်ခုပေါ့အဓိကကတော့နိုင်ပွဲနေ၃မှတ်ပါပဲခွန်ရဂိုးပေါက်ပြန်တွေ့တာကတိုက်စစ်တွေတရင်ကောင်းပဲဒါပေမဲ့အဲ့ဒီပွဲမှာမီးစင်းမောင်းမပါသလိုဟယ်ရီမက်ကွာယာလည်းမပါဘူး မ်ဖီမာတော့သူအရေးပါခဲ့တာလေအဲ့ဒီကစားသမားနဲ့ရောက်မပါတာကအတင်းကိုဘလောက်ထိတက်ရောက်မှုရှိခဲ့လဲမှန်ပါတယ်အထူးသဖြင့်မက်ဂွာယာမပါတာကခန်းစစ်သွင်းနေနေစိတ်ပူစီတာပေါ့ဒါပေမဲ့လေးကိုတွင်းနိုင်ခဲ့တယ်ဆိုတော့လေတိုက်စစ်ကခန်းစစ်အားနည်းမှုကိုဖုံးသွားတယ်ဆိုတဲ့တဘောလားဟွန်းအဲ့လိုပြောလို့ရမယ်နေတယ်နိဗျအမွေငံကရှိတဲ့လူနဲ့အကောင်းဆုံးဖြစ်အောင်စီမံသွားနိုင်ခဲ့တယ်ဒါကအတင်းလိုက်စိတ်ဆက်ကိုလည်းပြတာပဲဟိုမက်ဂွာယာမပါတော့ခန်းစစ်မှာနည်းနည်းရော့သွားနိုင်ပေမဲ့ နိုင်ပွဲရတော့အဲ့ဒါကိုကြော့သွားနိုင်ခဲ့တယ်အခုဆိုအဆင့်6ဒုတိယနေရာနဲ့နှုတ်မှတ်ထိတ်ဆုံးနဲ့ချောင်းမှတ်ပဲကွာတော့တယ်ဒါတော်တော်လေးအတက်စရာပဲဟုတ်ကဲ့အချိန်လေးကောင်းတစ်ခုကိုရောက်လာတာစက်တိုက်၃ခွဲနိုင်ထားပြီဆိုတော့ဒီ momentum ကိုဆက်ထိန်ဖို့ကအရေးကြီးတယ်အတိအကျပဲဒီလိုအချိန်မျိုးမှာလေပြိုင်ဘက်တွေဖြစ်တဲ့ City တို့ Liverpool တို့ Chelsea တို့လိုအသင်းတွေအမှတ်ရော့နေချိန်မှာ ကိုကအမားမလို့ပဲအမတ်တွေဆက်တိုက်ဆုထားနိုင်ဖို့ကတိတ်အရေးကြီးတယ်။နိုင်ပွဲတွေဆက်နေအောင်ယုံကြည်မှုနဲ့ကပ်လာမှာပေါ့။ဟုတ်ကဲ့။အမတ်ဘေးစရာတိုင်းမဟုတ်ဘူး။ကစားသမားလေးစိတ်တက်ပိုင်းကိုပါတီဆော့ပေးတယ်။နီးပြအမွေရင်ကတော့တီရချင်းကိုအလုတ်ခံမှာမဟုတ်ဘူးလေ။ဒီနီးပြချင်းပြထားတယ်နော်။ဟုတ်ပါတယ်။နီးပြပြော့တာကတော့မေကွာက Brighton ဘွယ်တဲ့အပြည့်ဝထစ်မထစ်သေးဘူးပေါ့။ဒါမဲ့သူကနောက်တစ်ပတ်မှသူပြန်ပါလာနိုင်မလို့မျှော်လင့်ပါတယ်လို့ပြောတယ်။အဲဒါပေမဲ့စုံကြည့်ရမှာပါလို့လည်းဆက်ပြောထားတယ်ဆိုတော့ အဲအဲ့ဒါကနည်းနည်းနစ်ခွာဖြစ်နေတယ်ညွန်လင်းချက်တော့ရှိတယ်ဒါမဲ့တရား100%ထေချာတယ်လို့တော့ပြောမသွားဘူးဘာကြောင့်အဲ့ဒီပွဲမှာမတုံးခဲ့တာလဲဆိုတော့ရောသူအသေးစိတ်ပြောသေးလားဟိုစွန်စားရတာမကြိုက်ဘူးဆိုတဲ့အချက်ကအဓိကလားအဲ့ဒါအရေးကြီးတယ်အမောရင်းကကစားသမားနဲ့ပတ်သက်ပြီးစွန့်စားရတာမကြိုက်ဘူးလို့ရှင်းရှင်းပဲပြောခဲ့တယ်။ဆိုတော့မက်ကွိုင်းက100%အစင်တင့်မှဖြစ်တင်းအန်ဒီမများစေချင်ဘူး။နားလဲပါတယ်။ဒန်ယာပူဆိုးတော့မှဆိုးလို့ပေါ့။ဟုတ်တယ်။ပြီးတော့သူက ဒါကရိုးရှင်းတဲ့ကိစ္စပါဒါပဲဘယ်တော့မှတေချာမသိနိုင်ဘူးလို့လည်းဆိုသေးတယ်တန်ရအချင်းလေးဆိုတာကအမြဲပြောင်းလဲနိုင်တယ်လေတေချာမှပဲသုံးမယ်ဆိုတဲ့သဘောနောက်တစ်ချက်လူတိုင်းဒီအသီးမှာအရေးပါတယ်ဆိုတာကိုပြသခြင်းတယ်လို့ပြောတာကတော့ဒါကတင်းတွင်းစီမံခံခွဲမှုမဆိုင်ပဲထင်တယ်အဲ့ဒါသူ့ရဲ့နီးပြပူသံပဲအဓိကကစားသမားမပါနိုင်တဲ့အခါတခြားကျူးစားနေတဲ့ကစားသမားတွေကိုအခွင့်အရေးပြီးရှင်တာဒါကတင်းတွင်းပြိုင်ဆိုင်မှုကိုလည်းအားပေးရရောက်တာပေါ့ဟုတ်တယ်ကစားသမားတိုင်းကရေးပါတယ်လို့ခံစားရရင် အတင်းလိုက်စိတ်သာပိုကောင်းလာတာပြီးတော့မကွားရမပါပဲနိုင်ပွဲရခဲ့တော့သူဆုံးခဲ့ချက်မှန်းတယ်ဆိုတော့ကိုလည်းပြပီးသားဖြစ်သွားတာပေါ့ဒါလည်းဟုတ်တာပဲကဲဒါဆိုရင်လာမယ့်ပွဲကိုကြည့်ရအောင် Nottingham Forest နဲ့ Throw Queen City Ground မှာ City Ground မှာမြေပန်းခတ်တယ်အဝေးကွင်းခတ်ခဲတဲ့အထက်မှာပါတယ်ပေါ့နော် Forest ရဲ့လက်ရှိခြေစွမ်းကတော့လက်ရှိတော့သူတို့နောက်ဆုံး league 10ပွဲဆက်တိုက်အနိုင်မရသေးဘူးစာရွက်ပုံကြည့်ရင်တော့ United တို့အတာချက်လို့ဖြစ်နေတာပေါ့ဒါပေမဲ့ short တော့လို့မရတာက နီးပြရှောင်းတိုက်ကြီးအထီးကြပဲရှောင်းတိုက်ရဲ့အတင်းတွေကရလဘလို့ပဲဖြစ်ဖြစ်အိမ်ခွင်းမှာဆိုအရန်ခက်အောင်ကစားတယ်အထူးသဖြင့်ဟိုခန်းစစ်ပိုင်းအရာစုပွဲမှုကောင်းတယ်သူတို့ရဲ့ဘလို့ကစားပုံက United တို့အထီးကစိန်ခေါ်မှုဖြစ်လာနိုင်မလဲရှောင်းတိုက်ရှာလို့ရှင်းရှင်းလေးပဲခန်းစစ်ကိုတေးသေးချာချာအထိုင်ချကစားမယ်ကစားသမားတွေအိုင်ကိုတုံးမယ်တိုက်ရိုက်ဘောလုံးတွေအမြင့်ဘောတွေဘေးကဖြတ်တင်တာတွေအသေးဘောတွေကအဓိကပဲ set pieces တွေပေါ့ဟုတ်တယ် set pieces တွေကသူတို့ရဲ့အဓိကလက်နက်လို့ဖြစ်နေတာတဲ့သူတို့ရဲ့ physical ပိုင်းကြံ့ခိုင်မှုနဲ့အင်ကွင်းပရိသတ်အားပေးမှုပေါင်းလိုက်ရင်တော်တော်ကစားအခက်မှာ United ခံစစ်အထူးသဖြင့်အမြင့်ဘော်ကကွေတာတို့ second ball တွေလိုက်တာတို့စမ်းသပ်ခံရမှာသိကြတယ်အဲ့ဒီလိုကစားပုံမျိုးကိုရင်ဆိုင်ဖို့ကြတော့ Harry Maguire ပြန်ပါလာနိုင်ခြင်းကရေးပါသွားပြီပေါ့အရန်ရေးပါသွားနိုင်တယ်သူပါနိုင်မပါနိုင်ကတော်တော်လေးကြွားချသွားနိုင်တယ်မကွာရကရလက်ရှိတယ်အမြင့်ဘော်ကကွေလာကောင်းတယ်လေ ရှောင်းတိုင်းချေတိုက်ရိုက်ကစားဟန်နဲ့စပီးစ်တွေကိုရင်ဆိုင်ဖို့သူရဲ့ခေါင်းတိုက်ဆွမ်းရည်ကအသုံးဝင်မှာပဲဟုတ်တယ်ပြီးတော့သူရဲ့ခံစစ်ကိုဥဆောင်နိုင်မှုကလည်းအရေးကြီးတယ်သူပါလာရင်ခံစစ်တစ်ခုလုံးရဲ့ယုံကြည်မှုရောစုဖွဲ့မှုရောပိုကောင်းလာနိုင်တယ်အခုလိုအမှအဆုံးရှုံးမခံနိုင်တဲ့အချိန်မှာခံစစ်တည်ငြိမ်ဖို့ကတိတ်ရေးကြီးတယ်ဒါဆိုနီးပြအမော်ရင်းကသူ့ကိုပါစေချင်မှာပဲဒါပေမဲ့စောင့်ကြည့်ရအောင်မယ်ဆိုတဲ့စကားကနောက်ဆုံးမိနစ်အထိစောင့်ရမယ့်သဘောလား ဖြစ်နိုင်ခြေရှိပါတယ်ဒါကနီးပြတယ်တတိထာပြောတတ်တဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်တကယ်ပဲသူ့ရဲ့ကြံ့ခိုင်မှုကိုနောက်ဆုံးအထိအကဲဖြတ်နေတာတော့ဖြစ်နိုင်တယ်ဆိုတော့ plan A plan B ပေါ့တော်ပေါ့ plan A ကမကွဲရပါမယ် plan B ကသူ့မပိုင်းရင်ဘယ်တွင်းနဲ့သွားမလဲဒါကိုကြိုးစဉ်းစားထားရမှာပဲနီးစနစ်ပိုင်းပြင်ဆင်မှုကနည်းနည်းတော့မသေးချာမှုလေးရှိသွားတာပေါ့ပြိုင်ပဲအတင်းကြီးရဲ့မှတ်လျော်နေခြင်းမှာဒီလိုမသေးချာမှုကြီးကြားနေ forest လို့အတင်းကိုအဝေးကွဲသွားကန်ရတာကတကယ်စမ်းသပ်မှုပဲသေချာတာပေါ့ ဒီပွဲက United ရဲ့အရှိန်ကိုဆက်ထိန်းနိုင်မလားချော်လဲသွားမလားဆိုတာပြမယ်ပွဲပဲဖီးရလို့ရှိတယ်ဒါပေမဲ့ Take Ten ထိန်းထည်ခြင်းရင်ဒီလိုဖီးရများတဲ့အဝေးကွင်းပွဲတွေမှာရလက်ကောင်းကိုယူပြနိုင်ရမယ်လေ Maguire ပါပါပါအသင်းလိုက်ကစားပုံကအဓိကဖြစ်လာမှာပေါ့ဟုတ်ပါတယ်အသင်းလိုက်စီးလုံးမှုနဲ့နီးပြရဲ့ game plan ကအဆုံးဖြတ်ပေးမှာပါဒီတော့ခြုံငုံပြီးပြန်ကြည့်ရင် United ကနိုင်ကွဲဆက်နေတယ်အရှင်ရနေတယ်အမပဲစရာမှာလည်းအနေထားကောင်းလာတယ်ဒါပေမဲ့လာမယ့်ပွဲက City Ground မှာ Shondashe Forest နဲ့ကမ္မေ အဓိကနောက်ခံလူမကွာရပါပါပါမထေချောက်ဟုတ်ကဲ့ဒီချက်ကြီးအားလုံးပေါင်းလိုက်တော့လာမဲ့ပွဲကအရန်အရေးကြီးတဲ့ပွဲဖြစ်လာတယ်ရလက်ကောင်းရင်ဇေယထိတ်ကို ပိုနိကတ်သွားမယ်ယုံကြည်မှုလည်းပိုတက်လာမယ်တစ်ဖက်မှာလည်းအောက်ခြေကအတင်းကို အမတ်ပေးလိုက်ရရင်တော့ဟိုရထားတဲ့အချိန်ကြာသွားနိုင်တယ်မက်ကွာယာအချိန်ကြီးကခန်စစ်တီငယ်မှုအပေါ်တက်ရောက်နိုင်ပေမဲ့ အဆုံးမှာအတင်းလိုက်စွမ်းဆောင်ရည်နဲ့နီးစနစ်ပိုင်ဆုံးဖြတ်ချက်တွေကအဓိကပဲပေါ့မှန်ပါတယ်အတင်းလိုက်စုဖွဲ့မှုနဲ့ကစားပုံမှန်ကန်ထိုးလိုရပါလိမ့်မယ်တကယ်ကိုပဲဒီပွဲကယာဒီရဲ့နောက်ပိုက်အလားလာကိုပါတည့်ရောက်နိုင်လောက်တယ်အမတ်တိုင်ကအရေးပါနေပြီလေအဓိကကြပါပဲအခုလိုခြေမျိုးမှာ အမတ်ကွာဟာမှုတွေကတိတ်ကျင်းတော့တပွဲတပွဲရလက်ကအဆင့်ရတ္တိမှုကိုတန်းပြောင်းစေနိုင်တယ်ဆိုတော့ forest နဲ့ပွဲကသုံးမှတ်တန်ပွဲတသက်သပိုးနေပြီ သူတယောက်တည်းကခန်းစက်ကိုဘလောက်ထိပြောင်းလဲပေးနိုင်မလဲ။อืมစီဝင်စားစရာမေးကုန်မယ်။သူ့ရဲ့အတွေ့အကြုံနဲ့ကောင်းဆောင်မှုက အရေးပါမှာလား။ဒါမှမဟုတ်အတင်းလိုက်ခန်းစစ်စူးဖွင့်မှုတစ်ခုလုံးကပဲပိုအရေးကြီးနေမလား။ဒါကစောင့်ကြည့်ရမှာ။နောက်တစ်ချက်ကနိပြအမိုရင်ရဲ့ကစားသမားအလဲကျတုံးတာတန်ရရနိုင်ခြင်းရှိအမစွန့်စားတာဒီလိုချင်းကပုံကတော့ရေရှည်မှာအလုပ်ဖြစ်ပါမလား။ဟုတ်တယ်။ အခုလိုအရေးကြီးတဲ့အဝေးကွင်းပွဲမှာအဓိကကစားသမားကိုရာဆန်းရမဟုတ်ရင်တောင်းစွန့်စားသုံးတင်လားဒါမှမဟုတ်လူစာရင်းအင်အားကိုယုံကြည်ပြီးရှိတဲ့လူနဲ့ပဲသွားတင်လားဒါကနီးပြတိုင်းရင်ဆိုင်ရတဲ့အခက်ခဲပဲလေနောက်ဆုံးအချက်ပေါ် Flores ရဲ့လက်ရှိနိုင်ပွဲပြောက်နေတဲ့ form နဲ့ Sean Dyke ရဲ့နံပါတ်ကြီးခန်းစစ်မှကြော်မှုဒီနှစ်ခုမှာဘယ်ချက်ကပွဲရလအပေါ်ပိုလွှမ်းမိုးသွားမလဲဆိုင်တော်ကခြေစွမ်းလာကွင်းထဲကလက်တွေ့အခြေအနေလားပေါ့ ဒါတွေအားလုံးကလာမဲ့ပွဲကိုပို့ပြီးစိတ်ဝင်စားစားနဲ့စောင့်ကြည့်ခြင်းစီရဖြစ်စေတဲ့အချက်တွေပါပဲ။ဟုတ်ကဲ့။စောင့်ကြည့်ကြရမယ့်ပွဲတစ်ပွဲပါပဲ။ဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။